ဆက်နေလားဟုတ်လို့လားဟုတ်ကဲ့ကျွန်တော်ကြားလိုက်ပါလေကွာဒီနေ့တင်နေတဲ့မှန်ရပါဒီလိုချင်တယ်ကျမကျမဆီချမ်းသာကျမဆီနော်ဒီနေ့ဒီချင်အဆောင်ဒီကျမကလူနိုင်တယ်ကျမဆီဘယ်ရလဲ30တဲ့30လားမိဘတွေကိုလှုပ်ကျူနေလို့ပြောတယ်ဟောဘာလှုပ်လှုပ်ပြီးတော့မိဘတွေလှုပ်ကျူနေဟုတ်ကဲ့လိုက်တယ်ထင်ကလိုက်တယ် ဟုတ်ပြီးကျမ်းမာရေးကလည်းမကောင်းဘူးပြောရတယ်ဗျကျမ်းမာရေးကလည်းအမြဲတမ်းခြူကြရတဲ့ဟိုကပါလေအန်တဲ့ခါတွေးပြပါတယ်အန်တဲ့ခါလည်းတွေးကြတဲ့ခါချောင်းဆိုးတဲ့ခါလည်းတွေးပါတယ်ဟုတ်အဲဒီလိုမျိုးပြချလို့ရှိရင်ဘယ်လိုပြောမလဲကိုကိုကိုရဲ့ခန္ဓာကိုယ်ရဲမဘူးနော်ကိုခံအားမရှိဘူးခံစားရတာအလုပ်လုပ်ပြီးပြန်လာလို့ရှိရင်အိုးအရင်တော့ဆိုလို့ရှိရင်အဲ့လိုတစ်ခါမှမဖြစ်ဘူးနော်။တစ်ခါမှဖြစ်ဘူးအခုချိန်အခုရက်ပိုင်းတွေးမှာပေါ့နော်။ ဒီနလာလာတော့အတွက်မှာကျွန်တော်တော်တော်ဒီဆံမကြီးချုပ်ချာတာပေါ့နော်ဘယ်လိုပြောမလဲချက်မင်းလဲစားလို့မဝင်တော့ဘူးရေလဲကောင်းကောင်းမဝင်တော့ဘူးကျွန်တော်ကိုလုံးကအရင်တော့ဆိုလို့ရှိရင်ဝတ်တုတ်ကြီးအဲခိုင်းခတ်ကောင်းကောင်းကြီးအလုတ်လုတ်လို့ဆိုရင်အလုတ်တိုင်းကားတိုင်းဒီတရွာလုံးကရှိသမျှအလုတ်အလုတ်ပိုင်ရှင်တွေအကုန်လုံးကျွန်တော်ကိုတဘောကြတယ်ဟုတ်ကြပါနော်အဲဒီလိုမျိုးကျွန်တော်ဒီတထေးမဆိုလဲကျွန်တော်တဘောတဘောကြတယ် အခုကြာတော့ကျွန်တော်ဂျမိုင်းမကောင်းတော့ဘယ်လိုပြောမလဲလောက်တယ်လောက်တယ်လောက်မနိုင်တော့ဘူးနော်သူတို့စီမှာလည်းမရှိတော့ယူစားထားတဲ့အကျွေးလေးတွေညီလေးတွေလည်းနည်းနည်းပပရှိတာပေါ့အဲအဲ့လိုပေါ့အိမ်မှာလည်းအခုကျွန်တော်ဂျမိုင်းမကောင်းတော့စားဖို့နေဒီပိုင်းလည်းတော့ခိုက်တော့ဆိုတော့နော်ရဲ့အတလူမျိုးပေါ့ကိုယ်လည်းစီဘူဝါကလည်းမရှိပါမရှိဆိုတော့သူများရွာမှာလာရောက်လုပ်ခိုင်းစားအတလူဟုတ်ခါးနေနေရတော့လီကြည့်တာတော့ကြာပြီလား အဖာကြီးရဲ့တုံးရအောင်တုံးနေလောက်ရှိတုံးနေလောက်ရှိဟုတ်ကဲ့ဟောလေးကြည့်တာအဖာဆိုရင်တုံးနေလောက်ရှိနော်ဟုတ်ကဲ့အဖာလေးကြည့်ထားတဲ့အဖာကိုဒီညီလေးကနေလှုပ်ကျွေးနေတယ်လှုပ်ကျွေးနေတဲ့ညီလေးကလည်းခုတော်တော်လေးမှာဂျမ်းမကြီးမကောင်းတဲ့ခါကျတော့အလုပ်သိမ့်မလုပ်နိုင်ဘူးလုံးသိမ့်မလုံးနိုင်တဲ့ခါကျတော့ဒီအဖအိုစေကူတာဖို့မဆိုထားနဲ့အိမ်ရဲ့စားဝတ်နေရေးအိမ်ရဲ့စားဝတ်နေရေးကိုမှခေါင်းမိုးတွေကြည့်လိုက်အခုမိုးကလည်းလာနေပြီနော် တဲ့ခါဟိုမနေ့ကတော့မှအချို့နေရာတွေမိုးလေးရွာတယ်ဟုတ်လားအခုကျတော့ဒီခေါမိုးတွေရတယ်တော့မလုံဘူးဖြစ်နေတော့ကြမ်းခင်းနေဆိုတော့အချိုးတွေအဖဲ့တွေနော်အဲအဲ့လိုမျိုးနေတာဖြစ်နေတဲ့ခါကျတော့အခက်ခဲကအများများနေမှာပေါ့ဟုတ်ကဲ့အဲကျတော့အဲညီလေးရင်ထဲမှာဘယ်လိုခံစားရမလဲမိဘကြီးကလည်းအခုဆိုရင်ဟိုလေတိထားတယ်ကိုကိုတိုင်ကလှုပ်ကြွေးခြင်းပဲလေတော့မကြွေးနိုင်ဟိုကိုကိုကလည်းကျမကြီးမကောင်းတဲ့ခါကျတော့ အလိုဘာတော့ကိုဘယ်လိုပြောမလဲကျမကြီးကောင်းရင်တော့ကိုမိဘကကောင်းတဲ့ကောင်းကိုထားမှာပေါ့ထားနိုင်အောင်လို့ရှာမှာပေါ့ကိုရဲ့ဟုတ်တယ်လို့ပေါ့အေးပေါ့အခုကိုနိုင်နေဝင်နေထမ်းကိုမိဘကကိုလုံကြုံအောင်ဘယ်လိုပြောမလဲလူချွေးမှုရအောင်ဟုတ်ပေါ့နိုင်တဲ့လောက်ထားမှာပေါ့အဲ့တည်းနော်ဒီမှာအိမ်တော်ကလည်းမရှိပေါ့ကျွန်တော်စနေစောင်းသွားတာ၅နှစ်ရှိဩဇနီးစောင်းသွားဇနီးစောင်းသွားပြီးတည်းကဒီပောက်ကိုပဲအဓိကလှုပ်ရှားလာတာ ဟိုတော့နောင်ကြကကျွန်တော်ကလေးတုံအောင်ရှိတယ်။အယောက်ကအကြီးကောင်ကအဲမှာဟိုတနည်းရမှာကျွန်တော်ပို့ပြီးလိုက်တယ်။အကြီးကောင်73 72နဲ့ကြော်ဘူးပေါ့နော်။အဖန်မှာအလုပ်တစ်ခုခုပေါ့။ကျောင်းလည်းမပိတ်တယ်ဆိုတော့အမှအလုပ်တော့လုပ်ခိုင်းတယ်။ဒီပေါ့နော်။အခုနေသားတွေကအော်ဘယ်လိုမလဲသူ့လည်းကိုမကန်နိုင်သူ့လည်းသူမကျန်နိုင်ဟုတ်ကဲ့ကလေးလေးရှိရလဲကိုကစဉ်းစားပြရတယ်เนาะအဲအဲ့ကြတော့ဘယ်နည်းနဲ့မှသူတို့ထောက်ပံ့ဖို့ဆိုတာတော်တော်မဖြစ်နိုင်ဖြစ်နေတယ်ဟုတ်ကဲ့ အိမ်နေထားရလဲတော်တော်လေးကိုဆိုးဝါးနေရတွေ့ဟုတ်ကဲ့အခုဦးလေးကြည့်ရတာကျွန်တော်တို့ခொနရတားသမီးတွေနည်းနည်းကုသပြီးလို့လားမသိဘူးနည်းနည်းအရင်ရတဲ့အစားရင်အရင်တော့လဲနေတာနော်အဲ့ရတဲ့မှာအခုထိုင်နိုင်ပြီပေါ့တကယ်လို့လားဆက်ပြီးတော့ကုသမယ်ဆိုရင်ပြန်ကောင်းသွားနိုင်နော်ကြည့်ရလေဟာပြောသေးသေးလေဆရာဝန်ကသိလားဆရာဝန်ကတော့ပြောတဲ့သူ့ကိုဟုတ်လေ့ကျင့်ခန်းလုပ်ဟုတ်ဒီကြလို့ချင်းရင်ဗလဲဒီလက်ကိုတက် အိတ်တဲ့လက်တစ်ဖက်ကိုမကောင်းတဲ့လက်တစ်ဖက်ကိုဖိမအိတ်နဲ့ဟုတ်ကောင်းတဲ့ဘက်ကိုပဲဖိအိတ်ဒီလိုမျိုးပေါ့နော်ကိုလည်းနိုင်တယ်လို့သူ့ကိုလှုပ်ပြီးတယ်ဟုတ်ကျွန်တော်လည်းကြမ်းမိုက်မကောင်းတော့မလှုပ်ပြီးနိုင်ဘူးအမေကြတော့လည်းအိမ်မှာရှော်ရဖိုးရချဲရပြုံးလို့ဆိုတော့အပေါအဖေကိုကောင်းကောင်းမကြည့်နိုင်ဘူးဟုတ်တယ်ဗျာအဲ့လိုအမေကြတော့လည်းအဲ့လိုမျိုးဆိုတော့ကျွန်တော်ကလည်းကြမ်းမိုက်ကောင်းတဲ့ချိန်တော့ဆိုကိုမိဘကိုလှုပ်ပြီးခိုင်းပြီးနိုင်တယ်အလုပ်လည်းသွားပြန်လာလို့ရှိရင်မိဘရဲ့တက်ကိုတပိုး တဖိုလ်လုံးကြီးမချိုးမမိတာတော့မှအောက်ပိုင်းတစ်ပိုင်းတန်ရှင်းကြီးလှုပ်ပြီးအဲ့လိုမျိုးပေါ့နော်ခုလှုပ်ပြီးလို့နိုင်တယ်အလောက်ကပြန်လာအခုကခုလည်းကြမ်းမကြီးခုခုကတော့ခုမနေနေနေရရေမိုးကျွန်တော်ရေချိုးဖို့တော့မနက်ကလေးရနေအခုချိန်ကြီးတော့မှအနိုင်တယ်တော့ဆိုးနေတာနော်အဲ့ဒါရေချိုးဖို့တော့ခုလှည့်နေတယ်လှည့်အမေအခုပဲဆူတယ်မနက်ကလေးရရေချိုးဖို့အခုချိန်ကြီးရေမချိုးသေးဘူးငါတို့ထိုင်ပြီးလှည့်နေဘဝကျမ်းမကြီးရတော့ဆိုးနေတယ်ပေါ့နော်အခုသားပါမော်ရာဒါမော် ကျွန်တော်ကနည်းနည်းလေးသွားနည်းနည်းလေးမောတယ်။နည်းလေးလုံးနည်းလေးမောအဲ့လိုမျိုး။အေးပါနော်။အဲ့ဒါခေအော်ဆက်မရှိဘူး။ခုလိုဘလို့မလဲ။ကျောက်ကြိုက်ပုံနာကျွန်တော်ကဘယ်လိုပြောမလဲဟိုအရင်တော့ကစကားပြလာတယ်ဟုတ်လားဟုတ်တကယ်လို့ဒါဆက်ပြီးတော့ကုသမယ်ဆိုရင်ပြန်ကောင်းလာနေတိုင်းရှိနေအရင်တော့ကကျွန်တော်လာတော့ကလာလို့စလို့ပဲကသူကထိုင်တော့ဟိုထိုင်တော့မထိုင်နိုင်ဘူးเนาะစကားလည်းဒီသရေတွေတော်တော်ကြာเนาะအခုတော်တော်ကြီးတိုးတက်လာတည်းရဆိုးเนาะ အဲဘယ်လိုပြောမလဲကျွန်တော်တတိမှလည်းအလုပ်သမားလည်းမရှိဟိုလည်းလောက်ပြီးကျင်တယ်သူ့အလုပ်ကိုဟိုလည်းမနိုင်တော့ဘယ်လိုလုပ်လဲခဏကြီးရမနိုင်ဘူးဆိုတော့သူ့ရဲ့အာနာဟိုမှာပြူကြော်လေးအလူရှင်လေးလေးရှိလို့လာလုပ်ပေးတယ်နော်အခုဒီမှာအခုဆိုရင်ဒီနေ့ကျတော့ဆန်းဒါကဆန်းဆက်နေပြီနော်ဆန်းနေပါမယ်စီရလည်း9လီတာနော်ဒါက ဟုတ်ကဲ့ဘာသာဖာနဲ့ရောက်မြှောက်လိုက်ပေါ့အော်အင်ကြီးက30เนาะပစိုးက30เนาะဟုတ်ကဲ့ပြီးတော့စောင်းနေစနောင်းနေခေါင်းနေပြီးတော့မုံဘုံနေပေါ့မုံဘုံနေပဲအဲအဲ့ဒါအဲ့ဒါလေးတွေထူထားပေးတာเนาะအဲ့ဒါလေးတွေကိုထူထားပေးတဲ့အလူရှင်ကကြတော့အော်စပန်ဘီနဲ့အစံဘီသူတို့ကအမေရိကန်နိုင်ငံပေါ့နော်အမေရိကန်နိုင်ငံနဲ့ထူထမ်းပေးတယ်အဲကိုထုံးမင်းကလည်းအကျိုးဆောင်ပေးတယ်ဟိုတို့ရန်ကုန်ကပရိုက်တမင်းသားလေးကိုထုံးမင်းကအကျိုးဆောင်ပြီးတော့ပတ်စံဆွဲပြီးတော့လာလို့ခိုင်းလို့လာလို့ပေးတာအဲပြီးတော့ ဒီလိုလိုအပ်တဲ့နေရာမှာတုံးလို့ရအောင်ဟောဇင်ရောဆိုတဲ့အကောင့်ပိုင်ရှင်ကလည်း3000နဲ့5000တော့လိုတန်းပေးတယ်နော်ဇင်ရောဆိုတဲ့အကောင့်ပိုင်ရှင်က3000နဲ့5000တော့လိုတန်းပေးတယ်အဲအဲ့ခါကျတော့တကယ်လို့များဒီလေးကအခုပတ်စံတွေပါရမယ်ဆိုရင်အဲလိုရှင်တွေပါရှိမယ်ဆိုရင်ဟာရင်တော့လုပ်ရှင်လေအေးရင်ရင်လားအဖေကိုရင်ကုရှင်လားဟုတ်လားအခုကိုရင်ကုရှင်လား ဘယ်လိုပြောမလဲကျွန်တော်အိမ်လေကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်အရင်ကုကျင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကျမ်းမကြီးကောင်းလို့ဆိုရင်ကျွန်တော်မိသားတွေကျွန်တော်အိမ်တွေကျွန်တော်လုံလုံနိုင်ဟုတ်တယ်နော်အဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့အတ္တိကာကအိမ်မှာကကျွန်တော် main ဖြစ်နေဟုတ်တယ်ဘာဖြစ်လို့လဲကျွန်တော်အိမ်ရဲ့စားဖို့နေရည်လည်းကျွန်တော်ပဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်ကျမ်းမကြီးကောင်းပြီဆိုလို့ဆိုရင်ကျွန်တော်အိမ်နေလည်းကျွန်တော်ရုပ်ဖို့အတွက်ကိုကျွန်တော်လုံလုံကို ဝယ်လို့ခြံလို့နိုင်တာပေါ့ဟုတ်တယ်အဲ့ဒီလိုမျိုးကျွန်တော်မိဘလည်းစားဖို့တောက်ဖို့လည်းရမယ်ကျွန်တော်အိမ်လေးလည်းဖက်တထုတ်တနိုင်တထုတ်ကျွန်တော်ဝယ်ထားမယ်နထုတ်တနိုင်တော့အချိန်တန်မိုးရသည်ရောက်လို့စေကျွန်တော်အိမ်လေးတစ်လုံးလုံးလုံးချုံချုံလေးရှိသွားမှာပေါ့နော်အဲ့ဒီလိုမျိုးလေးပေါ့ဒီအဖေကြီးရောတကယ်လို့များတခြားနောက်ထပ်ကိုကြီးမဲ့အလူရှင်တွေပေါ်ပေါက်လာခဲ့မယ်ဆိုရင်အားရကိုအရင်တော့လုပ်ချင်တယ်ကျွန်တော်စီးကျုံထိုးစီးတလုံးမထိုးချင်တယ်စီးတလုံးထိုးရင်အဖေဒီပါ့ပေါ့ဟာဒါတော့ ကိုကဒေါက်တာမဟုတ်ဘူးနော်ကောင်းတော့ကောင်းဘူးအခမ်းသားဘာပြရမလဲသူတက်တိတော်ရှိအခုမနေကောင်းလာပြီနော်သူကတော့တိတ်ပြီးတော့နည်းနည်းကုရင်ညလာဘူးဒါဆိုကြည့်ရစေကနှစ်ခါတော့သွားလိုက်ကျမကြီးတော်တော်ကောင်းပါနော်အခုအဓိကကတော့ညီလေးကျမကြီးကိုကုစားရမယ်ပြီးတော့ဒီမိုးမလာရမှာဒီအိမ်လေးကိုပြုပြင်တယ်နော်နောက်ကြတော့ဒီဒါလေးလူသားပေးတဲ့အလူရှင်ဒါလေး စပန်ဘီးနဲ့အဆန်ဘီးကနေပြီးတော့ဟိုဟာပေါ့လက်ဆောင်တော့တစ်ထုပ်ထည့်ပြလိုက်ရှင်နော်အဲ့လက်ဆောင်တော့လေးကိုဟာဖွင့်ကြည့်လိုက်မယ်နော်စပန်ဘီးနဲ့အဆန်ဘီးရဲ့ဘောင်းချက်လေးပြစမ်းနေစမ်းနေလားဟုတ်လို့လားအဲ့တော့ကြားလိုက်လားဗာလေးကွာ ဒီနေ့ချင်းချမ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 နော်ဒီနေ့ဒီချင်းအဆောင်တက်တမကလူနေတယ်လဲချမချမအဲ့ဒါလေဟုတ်အဲ့ဒါအဲ့ဒါလေအဲ့ဒီအကောင့်နေပဲတလားစပန်ဘီနဲ့ SNB အမေရိကန်နိုင်ငံကမတူတန်းပြတာပဲပြောရမယ်ဆိုရင်အဲ့ဒီအမေရိကန်နိုင်ငံကစပန်ဘီနဲ့ SNB ကနေပြီးတော့စုစုပေါင်း16သိန်း8000ပြန်ပြီးတယ် 18သိန်းနဲ့9000တန်ဖို့ဒါတွေကဒါတွေက2သိန်းနဲ့9000တန်ဖို့ရှိတယ်နော်18သိန်းနဲ့9000ပြန်ပြတယ်နော်အဲအဲ့ဒါသူတို့နောက်တစ်ယောက်ကတော့ဒီ3000ဝန်းကျင်လာတော့ဇင်ရောကောက်ပိုက်စင်ရမယ်နော်အဲ့တော့သူတို့ရဲ့ solution လေးတွေကိုရှင်းပြတင်စုတော်ကလေးနည်းနည်းပြောပြပါနော်ဟုတ်ကဲ့ဇင်ရောကောက်ပိုက်စင်လဲအာနောက်ရတယ်စပန်ဘီနဲ့အဆန်ဘီစပန်ဘီနဲ့အဆန်ဘီလဲနောက် ဒီလိုပဲလူတိုင်းတန်းနိုင်ပါစေစီးပွားရေးလည်းတစ်မှတ်ကရှာလို့ခွေလို့ရကြပါစေဘာလေးပဲလုံးလုံးအစဉ်ပြေအောင်မြမချောမွေးပါလိမ့်ဘာလုပ်ငန်းပဲလုံးလုံးအမြဲတမ်းစီးအမြဲတမ်းအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်လို့နော်နောက်ကုသိုလ်ကံကပြောလို့တော့မရဘူးဗောဒါမိဘကိုလှုပ်ကြွေးလို့သူကဘယ်လိုလိုလေးပြောင်းလဲလာလဲဖြစ်နေတယ်ဗောနော်ဘာလို့ဆိုတော့ဒီစပန်ဘီးနဲ့အဆန်ဘီးဆိုတာဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့သူကတူတန်းပေးတာလေ ပြန်ပြီးတဲ့ခါကျတော့ကိုနဲ့သွေးမတော်သားမဆက်ဘဲနဲ့16သိန်းနဲ့1000ထူထမ်းပေးဖို့ဆိုတာဖြစ်နိုင်ပါမလားမလွယ်မလွယ်အကိုလည်းလည်းနော်မလွယ်ဘူးလေနော်ကိုခက်ကြီးမှာ16သိန်းနဲ့1000တာစုဦးရင်တော့မှကြမ်းမနေမကောင်းလို့ပတ်စပ်လေး1000 2000ကြီးတော့တော့မကိုမယုံသေးကြနဲ့လေဒီလိုမျိုးကိုနဲ့သွေးမတော်သားမဆက်တဲ့လူတွေကဒီလောက်ကြီးလူရဲ့ဆိုတော့ပြင်းနေမှလည်းလူပြောမဲ့မချိဘူးပေါ့နော်အဲ့လိုမျိုးပေါ့ နော်သူတို့တွေလည်းဒီထမကစီပွားရေးတွေအောင်မြင်ပါစေလို့ဗာလီပဲလုံး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 ချုံလုံးချုံချုံပွေးစားနဲ့အောင်မြင်တဲ့အလုပ်တစ်ခုကိုလုံးနိုင်နဲ့လုံးနိုင်ကြပါစေလို့ကျွန်တော်တို့ဒီလောက်ပဲဆုတောင်းပြီးနော်လည်းအများကြီးလည်းမပြောတတ်ဘူးအဲအခုဆိုရင်ပေါ့နော်ကျွန်တော်တို့စပန်ဘီနဲ့အဆန်ဘီကနေပြီးတော့ကျွန်တော်တို့18သိန်းနဲ့9000လူတန်းပေးပါတယ်နော်ဒါတို့လိုအပ်တဲ့နေမှာအသုံးပြုဖို့ပေါ့နော် ဒီတာယောဂကုမဲ့ဒီယောဂကုမဲ့အိမ်နေနေခေါမိုးလေးလုံအောင်ပြင်လိုက်ပါနော်အဲဒါပြောဒီအလူရှင်မြတ်ကိုလည်းတကယ်ပဲကျွန်တော်ကဒီအလူလက်ခံတဲ့ပုဂ္ဂိုလ်ရေစာအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာပြီးတော့ပါဝင်အဖြစ်ကုညီပေးတဲ့ညီလေးထုံးမင်းရန်ကုန်မြို့ကပရာဟိတမင်းသားလေးညီလေးထုံးမင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကိုဟိုကညီလေးထုံးမင်းကိုလည်းကျေးဇူးတင်တကားလေးပြောလိုက်ပါနော်ညီလေးထုံးမင်းကကြားဘူးလားပရာဟိတမင်းသားထုံးမင်းရန်ကုန်ကလည်းလေအဲသူတို့လည်းကျေးဇူးတင်ဆုတောင်းလာကြပါနော်ဟုတ်ကဲ့ညီလေးထုံးမင်းလည်း 말리벨 l 로 v e l 바지 m 니 i 리벨 a 또 i 로 e 초 e 바지 a 치 i 펜 e 바지 네? 나 o 나 몰래 쳐 가야 되잖아.